စမ်းတဲ့စကွဲအတန်းချိန်နှစ်သိန်းခွဲကျော်တလအတွင်းတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု2025-2026ဘဏ္ဍာနှင့်မေလတလသာအတွင်းစမ်းနယ်စကွဲတန်းချိန်နှစ်သိန်းခွဲကျော်တင်ပို့ထားရတို့မြန်မာနိုင်ငံစံစဘာအတင်းချုပ်ကတည်ရပါအထိအထီလိုတင်ပို့ရမှာစမ်းတန်းချိန်တသိန်း4882တရမ3တန်းနဲ့စကွဲတန်းချိန်တသိန်း11619စုစုပေါင်းစမ်းနယ်စကွဲတန်းချိန်နှစ်သိန်း5950တန်းအထိတင်ပို့နိုင်ခဲ့တယ်လို့ဆိုပါအထိ ပြည်ပကိုဆန်းတဲ့သကွဲတင်ပို့ရမှာကုမ္ပဏီပေါင်း60ကျော်ကတင်ပို့နေက ပင်လယ်ရေချောင်းကနေဆန်းတဲ့သကွဲတန်းချိန်159တရမနှစ်နှစ်တည်းနဲ့အများဆုံးနှဲဆက်ကုံသွဲရေကနေ180တန်းတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။